ရသမားလုံးမမင်္ဂလာခင်ဗျဒီနေ့ညမှာပြိတ္တတွေမျောလင်းနေခဲ့တဲ့မြန်မာဖိုက်တာ MU ရဲ့ပွဲကတော့ပွဲစဉ်ပြီးဆုံးသွားခဲ့ပါပြီ MU ဒီပွဲမှာရှုံးသွားခဲ့ပါတယ်ခင်ဗျ MU ကပထမအစီအမာတွင်အလဲထိုးခံလိုက်ရပါတယ်ဒီပွဲရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့တချို့ပြိတ္တတွေကတော့ဂျိုဝမ်တန်ကိုကျေနပ်မှုမရှိကြပါဘူးဘာကြောင့်လဲဆိုတော့တစ်ဖက်ကဝါတီခရိုင်းကနေ MU ကိုဒူးနဲ့ဇက်တိုက်တိုက်နေတာမှန်ပေမဲ့ MU ကပြန်လာနိုင်ရှိတယ်တောင်းခံပြီးတော့ ြန်ထိုးနိုင်ခြင်းရှိနေတာကိုကျိုးဝိုင်းတိုင်းလူကြီးကတမင်သက်သက်ပွဲကိုရက်ဆိုင်ပြီးတော့ဝါတိခရိုင်ကိုအနိုင်ပေးလိုက်တာဖြစ်တယ်ဆိုပြီးတော့စောရကတက်နေကြတယ်ခင်ဗျဝါတိခရိုင်ကတော့ဒီပွဲမှာ MU ပထမပွဲချိန်မှာအလဲထိုးလိုက်နိုင်တဲ့အတွက်ဒါဘောနပ်စုကြီးဖတ်၃သိန်းွယ်လဲရရှိသွားခဲ့တယ်ပေါ့လေ MU ကတော့ပထမပွဲချိန်ဒါထွက်မှာတော်တော်လေးလာတယ်အားစရာလဲကောင်းတယ်သူကဖိထိုးနေတာထိုးနေတော့ဩဒီပွဲမှာတော့ MU ဟာဘာဖြစ်တတိယပွဲချိန်လောက်ထိတော့ဝါတိခရိုင်ကို ဆွဲခေါ်သွားနိုင်ခြင်းရှိတယ်။ဒါမှမဟုတ်ရင်လည်းဒုတိယပွဲရှိလောက်မှာတည်းအခုလိုအသာစီးအနေထားအတိုင်းဆိုရင်အနိုင်ရောက်သွားနိုင်တယ်လို့တတ်ဆမိခဲ့တယ်ပေါ့။ဒါပေမဲ့မျောလင့်တယ်လို့ဖြစ်မလာခဲ့ဘူး။ကျွန်တော်တို့ပွဲမစခင် five page တွေကသုံးသပ်ထားခဲ့တဲ့အတိုင်းပဲဝတီခရန်ကသူ့ရဲ့အာသာချက်တွေဖြစ်တဲ့ရှေကန်ချက်တွေနဲ့ပြန်လာတယ်။အဲ့အချိန်မှာအဲ့မွေကအဲ့လိုရှေကန်ချက်တွေနဲ့ပတ်သက်ပြီးတော့ဘာမှပြင်ဆင်ထားတာမရှိဘူးဆိုတာသိတာသွားခဲ့တယ်ခင်ဗျ။ ဝါတီခိုင်ကဖယ်ရှင်းရာရှိကန်ချက်တွေနဲ့စတိုက်ဆိုလိုတံပြန်လာတယ်။အဲဒီနောက်မှာတော့တချို့တံပြန်တရောင်ချက်တွေကိုတုံးလာခဲ့တယ်။အဲတော့ MV နောက်ဆုံးပါတယ်။အထူးသဖြင့်တော့ဝါတီခိုင်က MV တော့မခံနဲ့အမြင့်ရှိကန်ချက်တွေနဲ့အဲဒုတိယချက်တွေတော်လေးတုံးသွားခဲ့တယ်။တုံးသွားခဲ့တော့ MV ဒါဂျိုဝမ်ချမ်ပီတက်ကိုနော့ခ်ဒေါင်းအကြိမ်ကျတယ်။ကျပြီးတော့ပွဲဆက်ထိုးတယ်။ဆက်ထိုးတဲ့အချိန်မှာဒါဂျိုဝမ်ရဲ့ တောင်းတာမရောက်တယောက်ပေါ့လေအဲလေလောက်မှာဝတိခံကနေစက်တိုက်ဆိုသလိုပဲအမ်မူကိုဘယ်ညာဒူးရီနဲ့တက်လိုက်ပြီးနောက်မှာတော့ဂျိုဝန်တန်ကြီးရောပွဲကိုရဆန်းပြီးတော့ဝတိခံကိုအနိုင်ပေးလိုက်ပါတယ်ဝတိခံကဒီပွဲကိုအနိုင်ရသွားတဲ့အတွက်ဝမ်းမှာနှစ်ပွဲထိုးတာနှစ်ပွဲလုံးအနိုင်ရရှိတဲ့မှတ်တမ်းတစ်ခုကိုရယူသွားနိုင်ခဲ့တယ်အမ်မူတို့ကတော့ဒါနှစ်ပွဲစက်တိုက်အဆုံးရလောက်ကိုကျုံဆုံရင်ဆန်လိုက်ရတာဖြစ်ပါတယ်ခင်ဗျပြီးတော့အမ်မူအနေနဲ့ ပိုပြီးဆိုရတာ flying weight တန်းမှာသူထိုးစမြောက်ပွဲအားလုံးရှုံးတာပဲရှင်းမှသူဥမာကင်တက်နဲ့ထိုးထိုးခဲ့တယ် flying weight တန်းပွဲရှုံးတယ်အဲ့တော့သူကဒါ harvard သူနဲ့ထိုးတယ် harvard နဲ့ပွဲမှာလည်းသူရှုံးခဲ့တယ်ခမအခုသူဒီ what the crime နဲ့ flying weight တန်းထပ်ထိုးတယ်ရှုံးတယ်အဲ့တော့သူ့အတွက်ဒီ flying weight တန်းဟာအကျုံးပေးဘူးဆိုရင်တခြား weight တန်းမှာထိုးတင်သလားဆိုတော့စဉ်းစားသင့်တယ်ခမဘာကြောင့်လဲဆိုတော့သူက ကျွန်တော်ဖိုင်တာမြောက်ကိုမီတာဝေးတန်းပွဲဒီမှာနိုင်ရခဲ့တာဖြစ်တယ်လေအခုနှစ်ပွဲဆက်တိုက်ဆုံးသွားခဲ့တဲ့အတွက် MU ရဲ့ပွဲရရှိမှုကအခုလိုပဲဆက်တိုက်ရရှိနိုင်ပါမလားဒါမှမဟုတ်အချိန်တော်တော်လေးကိုကြာပြီးမှပဲပွဲပြန်ရတော့မလားဆိုတာစောင့်ကြည့်စရာကောင်းနေပါတယ် MU အနေနဲ့နောက်ထပ်ရမယ့်ပွဲမှာတော့နိုင်မှုလိုအပ်သွားပြီမနိုင်လို့မဖြစ်တဲ့ပွဲစဉ်ဖြစ်သွားပြီသုံးပွဲဆက်အဆုံးဆိုရင်ဝမ်းကသူ့ကိုခွင့်ပြုပြီးတော့အရန်အရန်ကိုနှဲသွားတော့မှာပါဒါကြောင့်ရှေ့လာပွဲစဉ်မှာတော့ MU အနေနဲ့အနိုင်ရလကို ရောက်နိုင်ပါစေအကောင်းဆုံးပုံစံနဲ့ပွဲထွက်လာနိုင်ပါစေလို့ဥက္ကရေကကြိုတင်ပြီးတော့ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ